ူတင်ရဲ့နောက်ဆုံးစင်ကော်တန်ဥရောပစစ်လို့ချင်းရင်ရုရှားအဆင့်တက်ပဲ ဒီဇင်ဘာ3ရက်နေ့မှာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့မှတ်ချက်ပေးမှုဟာကမ္ဘာမီဒီယာတွေကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ယင်းဒီမျိုးနွယ်မှုဖိုရမ်တစ်ခုမှာပူတင်ကဥရောပကစစ်ဆင်ဖို့ဆုံးဖြတ်မယ်။ဆက်ဆလုပ်မယ်ဆိုရင်ရုရှားကယခုကိုပဲအသင့်ပြင်ထားပြီလို့တပြက်တသားပြောကြားလိုက်ပါတယ်။ဒါကဒေတာတွင်တဲမာမှုတွေကိုအမြင့်ဆုံးအဆင့်ထိတွန်းပို့လိုက်တာဖြစ်ပါတယ်။ ဥရောပအပေါ်တိုက်ရိုက်ဆင်ခေါ်မှုများပူတင်ရဲ့စကားတွေဟာယူကရိန်းကိုလက်နက်တွေထုတ်ပတ်နေတဲ့အနောက်နိုင်ငံတွေရဲ့ဘူဝါဒကိုတိုက်ရိုက်ဝေဖန်နေတာဖြစ်ပါတယ်။ဥရောပခေါင်းဆောင်တွေဟာစစ်တိုက်ဖို့ကိုပဲရည်တည်နေကြတာလို့ပူတင်ကဆွဆွဲခဲ့ပါတယ်။ဥရောပသားတွေမှာငြိမ်းချမ်းရေးအမြင်မရှိဘူးလို့ထပ်လောင်းပြောဆိုပြီးရုရှားကိုအနိုင်ယူနိုင်လိမ့်မယ်လို့ခင်ယောင်ထင်မှားဖြစ်နေကြကြောင်းလည်းဝေဖန်ခဲ့ပါတယ်။အရေးကြီးဆုံးနိုင်ငံရဲ့ရည်တည်ချက်တစ်ခုမှာ ရုရှားကယူကရိန်းစစ်ပွဲရစဲရေးစစ်ဆက်ညှိနှိုင်းမှုတွေကိုအမေရိကန်နဲ့သာဆွံ့ရွေးလိုကြောင်းရက်ခံထားပါတယ်။ဥရောပသမဂ္ဂ EU ကိုငြင်းချင်းစပွဲဝန်းပေါ်ခေါ်မလာရေးအတွက်ရုရှားကကဲခန့်ခြင်းဟာဥရောပရဲ့ဩစာအာဏာကိုကဲလီရှုတဲ့သဘောပါပဲ။ရုရှားရဲ့နေမီနဲ့မူဝါဒဆိုင်ရာခံကြတော့ ပူတင်ရဲ့မှတ်ချက်တွေဟာစစ်ပွဲရဆဲဖို့ရုရှားရဲ့အခြေခံမှုတွေကိုပါထပ်မံအတည်ပြုလိုက်တာဖြစ်ပါတယ်။ယူကရိန်းကနေရုရှားတပ်တွေအပြေးဆုတ်ခွာသွားရမယ်ဆိုတဲ့ဥရောပရဲ့တောင်းဆိုမှုကိုရုရှားကလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပူတင်ကအတိအလင်းပြောခဲ့ပါတယ်။ယူကရိန်းဘက်ကလည်းရုရှားသိမ်းပိုက်ခံနေမိတွေကိုဆွန့်လွတ်မှာမဟုတ်ဘူးလို့တင်ခံနေတာကြောင့်လက်ရှိပြည်ပခဟာအမြဲဆုံးရှက်ဆဲသွားဖို့လမ်းမမြင်ရသေးပါဘူး။ နှစ်ဖက်စလုံးဟာ၎င်းတို့ရဲ့အချုပ်ချာအာဏာပိုင်နေမည်နဲ့အခြေခံမူတွေအပေါ်ခိုင်မာစွာရည်တည်လေ့ကျပါတယ်။လက်ရှိယူကရိန်းရုရှားစစ်မြေပြင်အခြေအနေပူတင်ရဲ့ချေချောက်မှုတွေထပ်ပေါ်လာချိန်မှာစစ်မြေပြင်အခြေအနေကတင်းမာနေသေးပါ။ရုရှားဟာဒိုနီယက်စ်ဒေသအနေနဲ့ကပ်ကီးရဲ့အရှိပျောက်ပတ်စစ်မြေပြင်တွေမှာတပြေးပြေးချင်းထိုးစစ်ဆင်မှုတွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။ရုရှားတပ်တွေဟာ တခေးပြေးချင်းလဲမီရရှိနေရဲ့လို့စေတူတူကတုံးတက်ပေမဲ့ဥတ္တမုံနှောင်းကနေကွနေပြီးအထိခိုက်လဲမြပြနေပါတယ်။နှစ်ဖက်စလုံးဟာအခြေခံအဆောက်အအုံတွေနဲ့စေရပြတ်မှတ်ပေဖို့ဒုံးကြည့်ဝေးမောင်းတူမဲ့ဒရုန်းရှင်တွေတုံးပြီးနေစင်နေပါတိုက်ခိုက်နေကြပါတယ်။အမေရိကန်နဲ့ဥရောပမဟာမိတ်တွေဟာယူကရိန်းကိုအစင်းမြေလက်နက်တွေ ဥပမာ F-16 တိုက်လေယာဉ်တွေနဲ့ ရေရှည်ဘန်နာရဲ့အကူအညီမှုတွေဆက်လက်ပေးဖို့ခရီးပြုထားပြီးဒါဟာပူတင်ရဲ့ဒေါသကိုပုံမကြီးထွားစေခဲ့ပါတယ်။ကမ္ဘာလုံးချော်ရဲ့တုံ့တက်ချက်အန်ရဲ့ဘလောက်ရှိလဲ။ ပူတင်ရဲ့အစင်တင့်ပဲဆိုတဲ့စကားဟာနျူကလ িয়ার စစ်ပွဲချေထောက်မှုကိုတွယ်ဝိုက်တော့အဖြစ်ပြန်လည်မြင့်တင်လိုက်တာလို့နိုင်ငံတကာကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ပူတင်ဟာရုရှားရဲ့နယ်မြေတိုက်မှုကိုကောက်ွယ်ဖို့အတွက်နျူကလ িয়ার လက်နက်အသုံးပြုနိုင်ခြင်းကိုမိမောင်းထုတ်ပြနေတာပါဒါဟာဥရောပကိုယူကရိန်းအပေါ်ထောက်ပံ့မှုတွေရပ်တန့်စေဖို့နိုင်ငံရေးအရာဖိအားပေးတာဖြစ်ပါတယ်ဒီလိုတင်းမာတဲ့စကလုံးတွေအသုံးပြုခြင်းဟာ ရုရှားနဲ့လီတိုတို့အကြားမတော်တဆပေးပခဖြစ်ပွားနိုင်ရေကိုမြင့်တင်ပေးနိုင်ပါတယ်။စကလုံးတွေရဲ့အတိတ်ပဲလွဲမှခြင်းကကဘာဖြစ်စစ်ကိုဖြစ်စေနိုင်ပါတယ်။ပူတင်ရဲ့ကြညာချက်ဟာဥရောပကို၆လက်ဖို့နိုင်ငံရေးအရယူရတဲ့ဟန်ပြစကလုံးတတလားဒါမှမဟုတ်ယူကရိန်းစစ်ပွဲကိုအရှိကြဆုံးတိုက်ဖို့အတွက်ရုရှားရဲ့စစ်ရေးအရအမှန်တကယ်ပြင်ဆင်ထားမှုကိုပြသနေကြလားပရိသတ်တွေရဲ့တုံ့ပြန်ချက်တွေကိုလည်းကွန်မန့်မှာညှောက်ဝေပေးခဲ့ပါအောင်ခင်ဗျာ